ငယ်ဘဝအလွမ်းပြည့်စုံမယ်မဟုတ်အာဘာလဲဆိုပိတ်သက်တည်းသိချင်နေမှာမှာပူတင်ပူတင်အနှစ်အကိတ်ကြီးပိတ်သက်တည်းစားချင်နေမှာလား ငါတို့ငငယ်တုန်းကအကြောင်းရှင်မှာစားခဲ့တာဆိုပြီးတော့เนาะငငယ်တုန်းကအကြောင်းလေးတွေပြန်ပြောကြတာပေါ့ဒီကအကြောင်းတော့ထောပတ်နှုတ်စီပဲစားခဲ့ရအောင်เนาะခုကဒီမှာအမလုံးတဲ့ရိုတွေကလည်းကဲအစုံပဲအခုဒီမှာကျတော့လက်လက်ဆက်ဆက်ကျော်တော့ပူပူလေးနဲ့ပိုးစားလို့ကောင်းတယ်ပိုးပြီးဣတယ်ပေါ့ညီမလေးရဲ့အပေါ်ရန်ကကျွတ်လေးနဲ့အထဲမှာဣဣလေးပြီးတော့မှအထဲကရှူရစားလေးရတယ်ပေါ့ထောပတ်ဒီကိုမှသူကအသီးစစ်စစ်နဲ့လှုပ်ထားရိုအိမ်မှာကိုယ်တိုင်လှုပ်ထားရိုဆိုတော့တကယ်ဟဲသီးလိုက်ဖြစ်တယ်အင်းဒါကတော့လုတ်ခဲပါတနေ့ကိုသူကစနေတနေ့ကိုနေဆိုရင်တော့အလုံးထောင်ပါပုံဟုတ် တ်ခုဒီမှာဘာကရလမ်းပေါ်မှာရောက်နေတာပေါ့နော်စမ်းချောင်း separate လည်းရှိတယ်ဒီနားလေးမှာမိကဒီနေ့မှာတော့ heavy food ကြီးမဟုတ်ပဲနဲ့ပိတ်သက်တွေကိုငယ်ဘွားအလွမ်းပြည့်စေမဲ့မုတ်ဆိုင်လေးဆိုင်ခေါ်ပါပေးမယ်ဒီမှာတော့မုတ်ဆိုင်လေးအများကြီးပဲလူတွေလည်းအများကြီးပဲအစားအစာတွေလည်းတော်တော်ပေါ့ရဲ့အဲ့ထက်မှာမှမိကတခုရွေးတာငယ်ဘွားအလွမ်းပြည့်စေမဲ့မုတ်ဟာဘာလဲဆိုတော့ပိတ်သက်တွေသိချင်နေမှာလားအဲ့ဆိုမိနဲ့တူလိုက်ခဲ့နော် ာပိတ်သက်တွေကိုပြချင်နေရပါတော့။မမျိုးမူငယ်ငယ်တော့မုတ်စီထဲမှာစားခဲ့ပါမုတ်ဆိုင်လေးပေါ့။ဆိုင်ဖွင့်တာပဲချိန်လောက်ကစားဖွင့်လေ။အမ10ခွဲဆိုရရင်ဟုတ်ဟုတ်အဲ့ဒါဆယ်ခွဲဆိုအကုန်စုံပြီပေါ့ဒီဟာရေဟုတ်ဟုတ်ဒီမှာယူရလဲအများကြီးပဲတွေ့ရဲဒါအမကိုတိုင်းလောက်တာလားမှားလားအဲ့ကိုတိုင်းလောက်တာအကုန်လုံးကိုတိုင်းလောက်တာဟုတ်ဒီမှာအသီးနဲ့လောက်ထားဟာရေလဲတွေ့ရဲဘယ်နှမျိုးလောက်ရလဲဟိုဟာအသီးနဲ့လောက်တာကြတော့ထော့ဘက်သီးရမယ် ပြီးတော့ဒူးရင်းရမယ်။ဟွာအဆုံးပဲ။ပြီးတော့ဒီပါမုတ်ကလည်းမားတို့ကိုယ်တိုင်းပဲလုပ်ကိုယ်တိုင်းလုပ်ကြ။အကုန်ကိုယ်တိုင်းပဲလုပ်ခဲ့ရပါဘူး။ကဒီမှာကြည့်ပါဦးမုတ်လုံးလေးလုံးတာချွတ်ဆရာလေး။ဒါကြမှာဘာနဲ့ရောပြီးအလုံးနဲ့။ဟွာလေဂျုံနဲ့ဂျုံပဲပေါ့။ဟုတ်ဂျုံနဲ့နှစ်တာ။ဟုတ်။လုံးပြီးတဲ့ပြီးတော့ဒီကုံးလေးရဲ့ကိုဒီအလုံးလေးတွေပြန်ဖိပြီးတော့ပြပြီးတော့ပြန်ထည့်ထားတာ။သူကအပွားဆောက်ရတယ်လေ။ဟုတ်ဟုတ်။အာခဏလေးပေါ့ဘွားလောက်ကြမနိုင်ဘွားလောက်အပွားဆောက် ်စောင့်ပြီးကမှဟိုလိုမုန်ကလေးပြန်ဖြစ်သွားမဟုတ်အစနဲ့ဟိုဟာစလုပ်ပြီးဆိုတာနဲ့အခုမုတ်ရည်3နိုင်လောက်ကြာတယ်။အော်3နိုင်လောက်ကြာရယ်နော်ညငယ်တော့စားပဲစားခဲ့ရအခုအခုမှပဲတကယ်ဘယ်လိုလုပ်လဲဆိုတော့တိကျလေးနာ။မအမလည်းငငယ်ကကြောင်းတက်တော့ဒီမုတ်စားခဲ့မှာပေါ့။အဲ့တော့ကတော့ throw back nose တမျိုးပဲရတာ။ဟုတ်ဟုတ်ဟုတ်တယ်ဟုတ်တယ်။မျိုးကြောင်းတော့ထောပတ်နှုတ်စီပဲစားခဲ့ရအောင်เนาะခုကဒီမှာအမလုပ်တဲ့ရိုးတွေကလည်းကဲအစုံပဲစားသုံးသီးတွေကြတော့ဒီမျိုးတွေကြအမတို့ကကိုယ်တိုင်ကြော်ပေါ့เนาะကိုယ်တိုင်လုပ်ဆိုတော့ သူတို့ရဲ့အမြင်မှာပေါ့နော်အမတို့ကမဟုတ်ဘူးလက်လက်ဆက်ဆက်ကလေးလောက်တော့လေအဲသူတို့တွေကကြိုက်ကြတာပေါ့ဒါဂျုံနှစ်ပိတ်တာနဲ့စထိုးတာအာဒါနှစ်ပိတ်တာလောက်ရအောင်အမတို့ဝမ်းတာနေရပေါ့ညီမလေးရဲ့အာနောက်ပိုင်းကျမှအမတို့တဖြည်းဖြည်းနဲ့ဝယ်သူတွေများများလာတော့လေလူကြိုက်များများလာတာပေါ့နော်အမတို့စပြီးတော့ဒီရလေးလောက်တော့ရိုးလေးမျိုးနဲ့စလုပ်တာပေါ့သူကအုံသီးရဲ့ပူတင်းရဲ့ထော့ပတ်ကဲနောက်ပြီးတော့ပဲရဲ့အဲစလုပ်တာအဲအခုဆို73မျိုးရှိပါရဲ့ရှင်ဟိုကအသီးတွေအသီးတွေနဲ့ကြာအမတို့ကကြာတော့ဟိုကနဂမောက်တို့ထော့ပတ်တို့ ။နောက်ပြီးတော့ဒူးရင်တို့ကြတော့အသီးနဲ့လောက်တာ။ဒါကဒီမှာအမကိုယ်တိုင်မုန်းဖက်ထားတဲ့ဟာပေါ့နော်။တော့အပွားခံလိုက်တာ။ဟိုဘက်မှာလုံလေးကတိတိလေးအဲ့တော့မှဖိလိုက်ပြီးတော့ဒီမှာဒါပွားလာပေါ့။ဒါဆိုလုံးဝကြော်လို့ရပြီ။ကဲဒီမှာပါကြော်အားလုံးလုံးလေး။ကြော်လိုက်တော့သူကပို့ပြီးတော့အဲ့လိုဝိုင်းဝိုင်းလေးနဲ့ဖောင်းဖောင်းလေးဖြုတ်သွားပေါ့နော်။ဘာမဟုတ်ကအခုဒါကြော်တာဆိုပဲဘလောက်ကြကြထားဘလောက်ကြကြကြော်ရလဲ။အများကြီးမကြော်ဘူး။ဟုတ်ဟုတ်။နမနဲ့တော့နည်းလောက်ပဲကြော်ရတာပေါ့နော်။ ခင်ဗျားဆိုမိလဲဘိုက်စာနေပြီးတော့ကိုမယူရေးသွားရေးပြီးတော့မှလိုက်အောင်လာကစတမ်ဘိုင်လဲများလာအောင်ပါဆိုသူရဲ့ original proper nosey တကြအဲအဲ့လေးတစ်ခုယူမယ်ပြီးရင်ဒီဘက်ကြက်ဥပူတင်လေးလဲစားကြည့်ခြင်းနဲ့ baby လေးအတွက်ညှို့အောင်နော်အဲ့လေးလဲတစ်ခုယူလိုက်မယ်ဒါတကယ်ဘိုက်လဲပြည့်ရတော့မိမနေမျိုးတော့မှလိုက်ဟိုဂျေကွာတော့ဒီဟာဒါအိတ်ကလစ်ဆက်နဲ့ထပ်ပေးနေတာတနေ့ဟိုသူကစနေတနေ့ကနေဆိုရင်တော့အလုံးထောင်လောက်ပုံဟုတ် ဟိုဟာစနေနေ့နေ့မဟုတ်ပေါ့နော်3နာရီပြီးတော့တောက်ကြနေဆိုရတော့သူကလေ900 600ကျော်လောက်။အော်အဲ့တော်တော်ညာနော်။3နာရီတော့မီ73မျိုးလုံးစားကြတယ်ဒါပေမဲ့ကုံမှာမဟုတ်ဘူးအဲ့တော့မှ၄မျိုးမှာခဲ့။ဆိုင်လေးက street food ဆိုင်လေးဆိုထိုင်ထားလို့မရဘူး။မရမှာပိတ်သက်တေကိုအရတာလေးပြောပြပေးခြင်းလို့မိဒီမှာတစ်ခါကြီးမြင်ပြမှာနော်။ခွေးညာပဲပူပူလေးခုမှ။အော်ဒီဟာ top up noodle တကြဒါ original taste မြို့ငယ်ကစားခဲ့တဲ့ taste စပြီးတော့စားလိုက်တာ ਨੇ ဘာလို့တတိယလဲဆိုကျောင်းတော့အမျိုးမူစီထဲမှာသွားပြီးတော့စားခဲ့တာဟာသွားပြီးတော့တတိယရယ်ပြီးတော့မင်းပုံဖူးပြီးလို့ရှိရင်မုတ်ဝဲစားပါတော့เนาะဒီဟာအဲ့ဒါလေးတတိယရယ်ကဲချွချွစိမ့်စိမ့်ဒါပေမဲ့အရင်ချွချွကြီးလည်းမဟုတ်ဘူးဒါကတော့လုံးဝ original taste ပဲငယ်ဘဝအမှတ်တရအပေါ်ရန်ကချွချွလေးနဲ့အထဲမှာအီအီလေးပြီးတော့မှအထဲကရှူရတာလေးရရပေါ့ဟွန်းလို့စီလေးနဲ့ဒါနှလုံးသုံးလုံးလောက်ဆိုတော့ဘိုက်တင်နေတယ် မြင်အစကြော်တော့ကြည့်တာပတ်မုတ်တွေကအဝိုင်းလေးဆိုမြင်အော်နှစ်ကိုက်သုံးကိုက်လောက်ကိုက်ရင်ကုန်မယ်ထင်တာတော့မဟုတ်အများကြီးပဲတော်တော်လေးစားတယ်နောက်ထောက်ပတ်တီထောက်ပတ်တီလေးယူလိုက်မယ်နော်ကဲလောကထောဘက်ဒီကိုမှသူကအသီးစစ်စစ်နဲ့လှုပ်ထားရယူပြီးတော့တောင်မှသူကအိမ်မှာကိုယ်တိုင်လှုပ်ထားရယူဆိုတော့တကယ်ဟဲတိလိုက်ဖြစ်တယ်ထောဘက်ဒီလေးမြည်ကြည့်လိုက်ဟုတ်ကဲ့ဒီရတော့သူက ကိုယ်တိုင်အိမ်မှာယူထိုးတာဆိုတော့ရမ်းချွချွရေးရေးမဟုတ်ဘဲနဲ့ထောဖက်တီအရသာစစ်စစ်စိမ့်စိမ့်လေးရရမီနောက်တစ်မျိုးကဒီမှာမိကြံတာနှုတ်ခဲရဲ့ပူတင်းရဲ့ကြံတာဘယ်ဟာနှုတ်ခဲလဲပူတင်းလဲတော့မသိဘူးဖွင့်ကြည့်လိုက်အင်းဒါကတော့နှုတ်ခဲပါ customer ရဲ့ favorite နှုတ်ခဲပေါ့နော်ပြောကြည့်ဟာဆိုင်ရဲ့ signature လို့လဲရတယ်အဲ့ဒါကိုကြည့်လိုက်ပါမယ်တကယ်မုတ်ကလေးရလေးတကယ် ပါမုတ်သားတော်တော်လေးကိုနူးညံ့တယ်။နှိုခဲ့ကြအရာစာပြင်းပြင်းချွတ်ချွတ်ကြီးမဟုတ်ဘူး။သူကစိမ့်စိမ့်နေတယ်မှာ။အဲ့လိုပျော့လိုက်အရာစာ။ပျော့တော့တခုမှသူယူဝေးအများကြီးပဲထည့်ပေးတာ။မမတို့ဆိုင်အောင်လာတဲ့ဟိုဟာတွေကဧည့်သည်တွေကလည်းပြောတယ်ငါတို့ငငယ်တုန်းကကျောင်းရှင်မှာစားခဲ့တာဆိုပြီးတော့เนาะအဲသူတို့ငငယ်တုန်းကအကြောင်းလေးတွေပြန်ပြောကြတာပေါ့ဟိုအမတို့ငငယ်လေးတွေအဲ့မုတ်ကဲနာမည်ကသူဒေါနာဆိုတော့အဲအမတို့လည်းအဲ့ဒေါနာပေါ့เนาะအဲ့ဒေါနာနာမည်နဲ့ပဲအမတို့လည်းဆက်ပြီးတော့ဖွင့်တာပေါ့အမတို့ထောပတ်တိုးနေဆိုရင်အမတို့ကလည်း2ရက်3ရက်လောက်ခံတယ် သူ့ရဲ့မုတ်ကဒီတိုင်းလေးပဲလေးလုံးလုံးသာချီထားအဆင်ပြေတယ်အခုဒီမှာကျတော့လက်လက်ဆက်ဆက်ကြော်တော့ပူပူလေးနဲ့ပိုးဆောက်လို့ကောင်းတယ်ပိုးပြီးဣတယ်ပေါ့ညီမလေးရဲ့ထပ်ပြီးတော့ပေါ့နော်ရာသီလိုက်လေးအမရိုးလေးတွေထပ်လို့တိုးချက်သွားရင်ပေါ့နောက်ပြီးတော့အမပေါ့နော်ဗာလဲလာပြီးတော့တင်ရင်တဲ့လူလေးတွေကိုဆိုလဲအမတင်တန်းလေးတွေပေးသွားမယ်ပေါ့ညီမလေးမိဘေဘီလေးတွေကိုညှိုးမေးချင်လို့မိယူလာပေါ့နော်ဒါကတော့ပူတင်ဘေဘီလေးကြိုက်တဲ့ပူတင်ပါနာပူတင်ပူတင်အနှစ်အကိတ်ကြီးပေးတဲ့ရစားခြင်းနေမှလား ဲ့ခုတင်းလေးမြည်ကြည့်လိုက်မယ်ခုတင်းရလဲချိုချိုရဲရဲမုံတကယ်ပေပီလေးစားလို့အဆင်မပြေအောင်လှုပ်ထားအစိမ့်စိမ့်နေပြီးတော့ပေါ့နော်တကယ်လဲမိုက်တယ်ပြန်လို့ရှိရင်တငယ်ချင်းတွေအတွက်လဲဇော်နာပတ်မုံလေးကိုဝယ်သွားမယ်သူတို့လည်းအငယ်ပွားကိုပြန်ပြီးတတိယအောင်ဒီမှာတွေ့ရဆို customer တွေထဲမှာပေါ့နော်ပေပီလေးကိုဝယ်ကြွေးရဒီခုတင်းခုတင်းကိုဝယ်ကြွေးကြအတွေ့အော်မြေပြိတ်သက်တွေလည်းရတယ်ဘေဘီလေးတွေမှာပူတင်းဝယ်ကြွေးဖို့မြေရော comment ပေးပါရယ်။တัวချိုချိုကြီးမဟုတ်ဘဲနဲ့ချောင်းကုန်းမှလည်းမပူပါဘူး။စိတ်စိတ်နေနဲ့ ပြည့်တက်တွေလာလို့ရှိရင်10နိုင်ခွဲလောက်ဆိုရင်အိုဒီရတော့ပေါ့နော်ယူလေးရပြီဟုတ်တယ်ဒီလက်တန်းစီပြရပါတယ်အဆောပါယူမလဲအဆောပါအဆောနောက်လို့ထပ်မလဲကျုပ်ဘူးတင်ရဲ့ throwback ကနောက်ပြီးတော့ဒါတော့မိစားဖို့ဒါကတော့တငယ်ချင်းတွေပေါ့မိတီနေစားခဲ့ဆိုင်လေးရဆိုရင်ငယ်ဘွားအစမ်းပြေတော်နာပါမုတ်ဆိုင်လေးပေါ့နော်ဆိုင်လေးမှာဆိုရင်မျိုးငယ်ဘွားစားခဲ့ original taste တင်မကပဲသူကယူရင်း73မျိုးလောက်လဲထပ်ပြီးရရတယ်။ဒါတော့ပိတ်သက်တွေကိုလည်းမိလာစားဖို့ ညှိုးပေးခြင်းပါတယ်။တနည်းအလုံးတစ်ထောင်ကျော်အောင်ပြောင်းသွားတော့ပြိတက်တွေကိုတကယ်စားသေးတယ်စားစီခြင်းလုံးဝမရှိဆိုင်လေးရဆိုရင်ဒီမှာဖားခဲ့ရလမ်းပေါ်မှာရှိရယ်ပြီးတော့ဒီမှာ separate အကြော်လေးပေါ့ဒီမှာဒီဝက်ထွန်းနဲ့လည်းလာလို့ရရဲ့ကောင်းမလေးပြီးတော့ဆိုင်ရဒီမှာအရှိမကောင်းကြိုက်ထံပေါင်းနဲ့မျက်နှာချင်းဆိုင်မှာလည်းရှိပါရဲ့အဲ့တော့ပိတ်သက်တွေလည်းလာစားဖို့တော့ဖိတ်ခေါ်ပါရဲ့မြောက်ဒီမှာမုတ်လည်းဝဲပြီးသွားဆိုပြီးဒီမှာဈေးဝက်ထွက်လိုက်အောင်မယ်အဲ့ပိတ်သက်တွေအားလုံးအဆုံးထိရှိပြီးတော့ကျေးဇူးတင်ပါတယ်ပိတ်သက်တွေအားလုံးပဲတတ်တာ